နေရာအများကြီးလွတ်တယ်ပြီးကကျတော့ဘာဖြစ်လဲဆိုတော့သူ့ရဲ့အာသာချက်ကကျွန်တော်အရန်ကြိုက်တာကဒီ high G တွေပေါ့နော်ဒီ artificial intelligence ပုံစံမျိုးပေါ့နော်အဓိကကတော့ဒီ um voice command လို့လို့ရဆိုတော့မှာ high G လေးဟိုမှန်လေးချပြပါအောင်ဆိုမှန်ချပေးတယ်ဟို airborne demo ဆိုတင်ပြချော့ဆိုချော့ပေးတယ်ကောင်းမောင်းနေနေကွာကိုဒီမှာအအောင်ဆက်ချင်မလို့တော့ဘူးကျွန်တော်လူမျိုးအတွက်ဆိုအဆင်ပြေတယ်ဘာလို့ဆိုကျွန်တော်ကျတော့ဒါကြလို့ရှိရင်ဖုန်း3မီနဲ့တခု LAN လောက်တာပေါ့ရှိရွာအဲ့ဆိုဒီကားနဲ့ကျွန်တော်နဲ့ကြီးခဲ့တယ် အာဒီနေ့ကတော့ဒါကျွန်တော်တို့ဒီ GD Global Car Brand ရဲ့ GD EX5 ဆိုတဲ့ဒါက EV ကအစ်စ်ပေါ့နော်။လုံးဝ oof အစ်စ်ချွတ်ချက်ကျွန်တော်တို့ငယ်တုန်းကဂျိမ်းဆွန်ကားတို့ပါဝင်ရက်ကကြည့်ကြရတဲ့ကားပုံစံမျိုးတွေပေါ်သေးတာ။ကျွန်တော်တို့အဲ့ကောင် Storm Trooper ကားလို့ခေါ်ပါဘူးဆိုတော့ကျွန်တော်အရင်ကြိုက်တဲ့ Star Wars တွေကအကောင်းဆုံးနဲ့တူလို့ Okay 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 ဒါကျွန်တော်နဲ့ပထမဆုံးအလုပ်တွဲလုပ်ဘူးတဲ့ဒါ Car Brand ဟုတ်တယ်ဟုတ်။အဲ့ဟောင်းမှာ အဲ့ဒါကြောင့်ကျွန်တော်ပြောမှာမဟုတ်ဘူးဒါပေမဲ့ဒီကားပုံစံလေအချိုးအကျအားရရောဒီအရှိအ LED အာပြီးတော့ဒီ headlights တွေပါဒီအရှိအမီးတွေပါရကျွန်တော်အရင်ကျတဲ့ပုံစံမျိုးလေးတွေပါသိလားဆိုတော့အာဝယ်ဖို့စဉ်းစားမိတယ်ပေါ့နော် yeah ဆိုတော့ဒီနေ့မိတ်ဆက်ပေးလိုက်ရတဲ့ဟာတော့ကျွန်တော် EX5 အထဲမှာလည်းကျွန်တော်ကွန်စီးခဲ့ရတယ်စကရော့ကတော့ဆောင်းအောင်မယ်ကျွန်တော်အဓိကဘာလဲဆိုတော့ကျွန်တော်ကဟွာဒီ torso တက်ဒီကားအောက်ကပိုးရှည်တာဟာဘာကြီးလုံစကားကြီးကားအောက်ကချော့ချော့ချော့ပိုးရှည်တာပေါ့နော် ခါအောက်ပိုင်းကစပြီးတော့ကိုရှည်တဲ့အတွက်ကြောင့်မလို့အဲပုံမှန်ကျွန်တော်ကားရွယ်စီးလို့ရှင်ကြတော့အနောက်ဘက်မှာဒူးနဲ့ဟိုနဲ့တိုက်နေပါတော့ passenger seat မှာဆိုလည်းနည်းနည်းလေးအနောက်ဆုတ်လို့ရလို့ရှင်တော့ကောင်းတာပေါ့အခုကဒီကားကသူကနောက်မဆုတ်ရသေးပဲနဲ့အရှိမဝနေရအများကြီးလွတ်တာပေါ့နော် EV ကားလည်းဖြစ်တော့သူက engine တွေပဲမပါတော့လေအဲအရင်အများကြီးနေရလွတ်အောက် sorry နေရအများကြီးလွတ်တယ်ပြီးကကျတော့ဘာဖြစ်လဲဆိုတော့သူ့ရဲ့အသားချက်ကကျွန်တော်အရင်ကြိုက်တာကဒီ high G တွေပေါ့နော်ဒီ artificial intelligence ပုံစံမျိုးပေါ့နော်အဓိကကတော့ဒီ um voice command လုပ်လို့ရတယ် ဆိုတော့မှာ IG လေးဟိုမှန်လေးချပြပါအောင်ဆိုမှန်ချပေးတယ်ဟိုအဲဘွန်တင်ပါဆိုတင်ပြချော့ပြဆော့ပေးတယ်ကောင်းမောင်းနေတယ်ကွာကိုဒီမှာအယုံဆိုင်ဆံမလို့တော့ဘူးကျွန်တော်လူမျိုးအတွက်ဆိုအဆင်ပြေတယ်ဘာလို့ဆိုကျွန်တော်ကြတော့အားကြလို့ရှိရင်ဖုန်း3မီနဲ့တခုလမ်းလောက်တာပေါ့ရှိရကွာအဲဆိုဒီကားနဲ့ကကျွန်တော်နဲ့ကြီးခဲ့တယ်ကျွန်တော်ကဟုတ်ကဲ့ကျွန်တော်လည်းယောက်ျားလေးတယောက်နေနဲ့ကားဆော့ယောက်ျားလေးကားမချက်သူရှိပါရဲ့ဒါပေမဲ့ကျွန်တော်တော့ကားယူရမပါဘူးကားယူဘာလို့ကားယူလဲပြောလဲဆိုတော့ကိုယ်ကသာကွာဟိုမွေနိုင်လို့မွေရပဲရှိရ ဟိုပတ်စံတွေပါရှိလို့ရှိရင်ဟောတကယ်ပတ်စံကားရဲ့ဝမ်းမှာကျွန်တော်အဲ့လို light ကြည့်ရပြီးတော့ဒီဟာဘယ်ကောင်းကဘာကွာတယ်လို့အဲ့လိုမျိုးเนาะဆိုအဲ့လိုမျိုးတော့အရင်သဘောကျတယ်အဓိကဒီကောင်းမှာဆိုကျွန်တော်ဗာဆက်တယ်ဆိုသူ့ရဲ့အောက်ကအလွမ်းနေအလွမ်းဆိုတော့ဒီဘိန်းရဲ့အထက်ကတန်ခွင်းကိုပြတာမသိမှာဆိုလို့အဲ့အထက်ကအလွမ်းနေကျွန်တော်အရင်သဘောကျတယ်ဆိုတော့အာ yeah ကျွန်တော်ကျွန်တော်ကတော့ဒီ features အာကားဟောင်းနာ တစ်တာကျွန်တော်ပြောတော့တကယ်လို့ကွာထားပါတော့ကျွန်တော်တို့ဒီအဖို့အရင်ကကားရမှာဆိုလို့ရှိရင်ဒီ function နဲ့အများကြီးရှိရခလုတ်များတဲ့ကားလို့တင်လာဟိုကွာအဓိကတော့ဟို git fidget လေးတွေ gadget လေးများတဲ့ကားကိုကျွန်တော်တို့ဝေါ်ကြရတော့မှဒီကားဆိုလို့ရှိရင်ကွာကလိလို့ကောင်းတယ်ကလိလို့ကောင်းတဲ့ကားတွေမှာပါတယ်အဲ့တော့ကျွန်တော်ကျွန်တော်ဒီကားကိုကြိုက်တယ်လို့ပြောတာအဲ့တော့ကျွန်တော်ဒါရွေးမယ်ဆိုလို့ရှိရင်တော့ခလုတ်များတဲ့ကားမျိုး ။အပြီးတော့ကလစ်တို့ကောင်းတဲ့ကားမျိုးကျွန်တော်များလေးရွေးပါပါ။အဲကျွန်တော်က AV ကားကိုအပိုင်းညာရဟိုကောင်းရကောင်းနဲ့ဆိုတာထဲကျွန်တော် ecosystem အတွက်ကိုဒါကြည့်ရတာပေါ့နော်။ကျွန်တော်ဒါ global warming ကလည်းတကယ်ဖြစ်နေတယ်။အကဘာရဲ့တပြည့်နဲ့ပြည့်စည်လာတယ်။အပူချင်းတွေပုံများလာတယ်။ပိုဆုံးတွေလည်းပေါက်နေတယ်ကွာ။ ဆိုတော့အဲ့ဒါလေးရှိရချင်ကြကျွန်တော်ဒီ CO2 ကို short short ချတဲ့အနေနဲ့ဒီ lithium battery အဲကျွန်တော်မျိုး EV ကားတွေစီးတဲ့နေရာမှာဒါပို့ပြီးတော့ ecosystem နဲ့ပို့ကောင်းတယ်ဒါအပင်တွေလူတွေတို့ကသိဆန်လေးတွေကအားလုံးတို့ကောင်း environment တို့အရင်ကောင်းတာပေါ့နော် Yeah ဆိုတော့အဲဒီ JD ကဒီ Mizu ဒီ phone brand ကိုဒါဝယ်ထားတာပေါ့နော်ဝယ်ထားတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ဒီ Mizu ရဲ့ technology Flyme OS system ဆိုတဲ့ဟာက JD ရဲ့ကိုယ်ပိုင် technology ဖြစ်သွားတာဆိုင်ရရတယ် အားကြောင့်မလို့ဒီဒီကားကလည်းပုံလေပြောလို့ရှိရင်ဒီ EX5 ကဖုန်းတုံးရတယ်လို့ပဲဖုန်းနဲ့ကားနဲ့အသားရကြသွားတာအဲ့တော့ကျင်ကျွန်တော်ကတော့ဒီကျွန်တော်ဆွမ်းနာပြောဒီ Stormtrooper James Bond ကားလေးကိုကျွန်တော်ကတော့တကယ်ကိုအာအားရတယ်ကိုကိုနိုင်ကြောင်ညာပေးရတာကိုကိုနိုင်ပွဲထုတ်ပေးရတယ်အားရတယ်ဘာလို့ဆိုကျွန်တော်ကိုယ်ချက်တဲ့ကားဖြစ်နေတယ်အဲဒါကျွန်တော်ရဲ့ vlog တွေမှာလည်းဒါပြည့်တယ်တိမှာပဲကျွန်တော်တကယ်မကြိုက်ပဲမသုံးမနဲ့ဘယ်တော့မှကြောင်ညာဘူးပေါ့နော်အဲ့ဒါတော့စိတ်ချဆိုတော့ဒီကားလေးက I love this car ခဏကျွန်တော်ဝယ်လိုက်ချင်တယ်အမေတို့ပေါ့နော်ဝယ်ပေးချင်တယ်အာ sponsor ပေးနေပေါ့ခေါနာပေါ့ကြည်သည် I love you ဆိုတော့ဟုတ်ကဲ့ပါဆိုတော့အာကြည်သည်လည်းအများကြီးထပ်ပြီးမှအောင်မြင်ပါစေလို့ဆုတောင်းပေးချင်ပါတယ်